င်္ဂလာပါရှင် ကျမကတော့အင်ချူမေပါအခုတင်ဆက်ပေးမှာကတော့အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စိုက်သုံးခုလုံးကိုတိုက်ခိုက်လိုက်တယ်လို့ Trump ကပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စိုက်သုံးခုကိုအောင်မြင်စွာတိုက်ခိုက်ပြီးဆုံးသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလူမှုမီဒီယာပေါ်မှာကြေညာလိုက်ပါတယ်မနေ့ကစနေနေ့ညမှာ Trump ကကြေညာခဲ့တာဖြစ်ပြီးအမေရိကန်လေယာဉ်တွေက Fort Dawn, Nestor နဲ့ Aspen site တွေကိုဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းပြောသွားပါတယ် အခုအချိန်မှာတော့အမေရိကန်လင်ရင်အလုံးဟာအီရန်လက်ကျောင်းနယ်ပယ်အပြေဘက်ကိုထွက်သွားပြီလို့ဖော်ပြခဲ့ပါတယ်။လောလောဆယ်အထိအစ္စရေးနဲ့အီရန်တို့ဟာတအူးကိုတအူးတိုက်ခိုက်နေကြပေမဲ့လည်းကနေဒါမှာရှိတဲ့ Group of 7 G7 ထိပ်သီးညီလာခံကနေအစည်းအဝေးအလဲပိုင်းမှာ Trump ကထွက်လာခဲ့ပြီးဝါရှင်တန်ကိုပြန်လာခဲ့ပါတယ်။အီရန်အရေးကင်တွယ်နိုင်မဲ့နီလန်တွေကို အရာရှိတွေနဲ့ကိုယ်တိုင်ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ထရန်ကအီရန်ကိုလုံးဝအကြောင်းပြချမဲ့လက်နက်ချဖို့တောင်းဆိုထားပါတယ်။ ဒါပေမဲ့အီရန်ကအဓိပတိကောင်းဆောင်အရာဒိုလာခိုမီနီကတော့လက်တော့ပြန်ကာကွယ်သားမယ်လို့ပြောထားပါတယ်။သူကသူ့နိုင်ငံဟာအလွဲတကူနိုင်နင်းသွားနိုင်မယ့်နိုင်ငံမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။ထရန်ကအီရန်ကိုအခုလိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တာဟာအီရန်အနေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေခြင်းနဲ့သူ့ရဲ့ရည်တည်ချက်ကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့အီရန်ဘက်ကကြီးမားတဲ့တုံ့ပြန်မှုထပ်ပေါ်လာနိုင်တယ်လို့လည်းခန့်မှန်းရပါတယ်။သမ္မတထရန်ကလည်းညာစင်နိုင်မှာ လူမှုမီဒီယာပေါ်မှာအင်ဂျူရောကနေနိုင်ငံကိုတိုင်းရိုင်းမိန်ကွန်းပြောကြမယ်လို့ကြေညာလိုက်ပြီးဒီဟာကတော့ American Israel နဲ့ကမ္ဘာတဝန်းအတွက်မှတ်တမ်းဝင်မဲ့အချိန်တစ်ခုဖြစ်တယ်လို့ထပ်မံရေးသားထားတာကိုတွေ့ရပါတယ်ရှင်